န္ဓာ၅ပါးကို ရှင်းပြပေးပါခန္ဓာ၅ပါးဆိုတာလူရဲ့တဏ္ဍာမှာရှိနေတဲ့မျက်စိနာနာလျှာကာယကနေပြီးဘော်ဒီနဲ့ဆိုင်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကရူပခန္ဓာလို့ခေါ်တယ်။နောက်လူရဲ့စိတ်ထဲမှာစိတ်ခံစားချက်တွေရှိတယ်။ချမ်းသာတယ်ဆင်းရဲတယ်ဝမ်းသာတယ်ဝမ်းနည်တယ် စတဲ့ခံစားမှုတွေအဲ့ဒီခံစားမှုအစွန်းဝေဒနာခန္ဓာလို့ခေါ်တယ်လူတွေရဲ့စိတ်မှာတခါတည်းဆုံမိလိုက်တဲ့အာယုန်တစ်ခုကိုမှတ်သားထားလေရှိတယ်အဲ့ဒီမှတ်သားထားတဲ့သဘောတရားကိုတင်ညက်ခန္ဓာလို့ခေါ်တယ်ကြံတဲ့တွေးတာတောတာခြံစီတာလိုချင်တာချစ်ခင်တာမုန်းတီးတာကအစ အလုံးသောစိတ်ရဲ့အခြေအနေတွေစာလို့ပြောရင် စေတသိက်တွေစိတ်ကိုမှီပြီးတော့ဖြစ်တဲ့စေတသိက်50မျိုးရှိတဲ့ထဲမှာဝေဒနာနဲ့တင်ညာမှတပါစေတသိက်50အဲ့ဒီစေတသိက်50ကိုအလုံးစုပြီးတော့သင်္ခါရခန္ဓာလို့ခေါ်တယ်အဲ့ဒီခံစားချက်ဆိုတဲ့ဝေဒနာမှတ်သားတယ်ဆိုတဲ့တင်ညာနဲ့ ကျန်တဲ့ကျန်းစီတွေ့တော်မှုလိုချင်မှုချစ်ခင်မှု မုန်းတီးမှု စတဲ့စိတ်ရဲ့ဒီဖြစ်ပေါ်လာမှု စေတသိက်တွေရဲ့အလုံးဝေဒနာတင်ညာသင်္ခါရတို့ရဲ့သင်္ခါရတို့ ਨੇ တွဲဖက်ပြီးတော့ဖြစ်လေရှိတဲ့၎င်းတို့ဥဆောင်ဥရဲ့ပြုနေတဲ့စိတ်ကိုဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်စေတသိက်တွေဆိုတာဝိညာဉ်နဲ့ခန္ဓာ 谁片嘛，片困也了么谁个无长路，广场那路边了？谁个刚场，谁来对哈？谁也 ITBD 那路边路沿，C 也楼下么的，我爸妈看那的讲，多么，不送龙的广告去，不送龙也看那个去，就看那个去，一月下午的，多么巴的，来买的，得的是，得当你的事的。 အဲ့ဒီလက်တံလေးတွေနဲ့ဒီခန္ဓာကိုယ်ကြီးကရွေရှားတယ်။အကယ်၍လက်တံမပါဘူးဆိုရင်သူ့ကြီးရွေရှားနိုင်ခြင်းမရှိဘူး။အဲ့လိုပဲစိတ်ကိုတည်တည်ချာချာရှုမြင်သုံးသပ်ခြင်းမျိုးဆိုရင်စိတ်ခါအထီကိုအဲ့ဒီစိတ်ရဲ့အထီကိုပေါ်မှာစိတ်ကအလုံးလုံးတဲ့အခါမှာစေရသိက်တွေနဲ့လှုပ်သွားတာပဲဖြစ်တယ်။ဒါမှမဟုတ်စေရသိက်တွေဟာစိတ်ရဲ့ activity တွေသို့မဟုတ်စိတ်ရဲ့လက်တံတွေလို့ဒီလိုပြောလို့ရတယ် သို့သောစိတ်နဲ့စိတ်နဲ့သိဟာတွက်ဖက်ပြီးဖြစ်တဲ့အရာတွေကိုခွဲခြားလို့မရဘူးသူဟာပေါင်းဆက်ထားတာဖြစ်တယ်တခုဒီကဲ့သို့ပေါင်းဆက်နေတာဖြစ်တယ်ပေါင်းဆက်နေတာကိုသဘာဝအဖြစ်မတူလို့ခွဲခြားပြီးတော့ပြောတာအဲ့တော့လူတိုင်းလူတိုင်းလူတိုင်းမှာခန္ဓာ၅ပါးဆိုရူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာလို့ဒီလိုခန္ဓာ၅ပါး madaya ma phit